မန်ယူသင်းဟာဒိမတ်တိုက်စင်မိုးဝိုင်လန်ရဲ့ခြေစွမ်းကိုစိတ်တိုင်းကြခြင်းမရှိတဲ့အတွက်လာမင်းနေရာဒီမှာအတလန်တာတိုက်စင်မိုးလော့ကမန်နဲ့အလဲထက်ပြုတ်လုပ်ဖို့စီစဉ်နေတယ်လို့သက်ဆန်းကဖော်ပြခဲ့ပါဗျ။ မန်ယူသင်းဟောင်းဝိုင်လန်းကို2023နှစ်ရာသီမှာအတလန်တာအသင်းထံကနေကနဦးပြောင်းရွှေ့ခြင်းပေါင်64သန်းနဲ့အန်ရွန်ဂျေပေါင်8သန်းတို့နဲ့ခေါ်ယူခဲ့ပြီး2028ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီမှာမန်ယူသင်းအတွက်ပြိုင်ပွဲစုံ53ပွဲကစားပြီး16ဂိုးသွင်းယူပေးခဲ့ပေမဲ့လည်းအခုရာသီမှာတော့55ပွဲကစားရမှာ8ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်မန်ယူသင်းကတိုက်စင်မှုအသစ်ခေါ်ယူဖို့စီစဉ်နေရသူ့ရဲ့အသင်းဟောင်းအတလန်တာကနိုင်ဂျီးရီးယားတိုက်စင်မှုလော့ကမန်နဲ့အလဲထက်ပြုလုပ် ဖို့ပြင်ဆင်လာတာဖြစ်တယ်လို့သိရပါတယ်။လော့ဒ်မန်ဟာ300တိအတွင်းအတလန်တာအသင်းအတွက်ပြိုင်ပွဲစုံ950သွင်းယူထားပါတယ်။ဒါကြောင့်မန်ယူအသင်းကဝိုင်လန်နဲ့အလဲထက်ပြုလုပ်ဖို့စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်။